မင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းပါလာပြန်တဲ့အမြန်ဆုံးတထေးဖြစ်နည်းအခန်း61ဓာသွားကို မဆုပ်နဲ့တရိုးကိုသာဆုပ်ပါပြတနာသည်ဓာနဲ့အလားတူသည်ဓာကို အသွားဘက်ကဆုပ်ကင်ရင်ဓာသွားရှမည်အရိုးဘက်ကဆုပ်ကင်ရင်အသုံးဝင်သောပစ္စည်းတစ်ခု ဖြစ်လာမည် ထို့ကြောင့်ပြဿနာတိုင်းကိုအတုံးဝင်လာအောင်ကင်တွယ်နီးကိုရှောင်ပါအနာရအောင်ကင်တွယ်နီးကိုရှောင်ပါပြဿနာအများစုသည် လူတို့ပြဿနာများ ဖြစ်သည်ထို့ကြောင့်လူများနှင့်ဆက်ဆံရာတွင် လူများ၏နှစ်သက်မှုကိုရရှိပါမှမိမိအတွက်အောင်မြင်မှုကို ရရှိနိုင်မည်ဖြစ်သည် အောက်ပါတို့မှာပြဿနာဖြေရှင်းနီးဤ အရေးကြီးသောအခြေခံသဘောတရားများဖြစ်၏၁အပြစ်မရှာနှင့်အဖြေရှာပါဒီကြိမ်လုံးကနမေကျော်စိတ်ကုတမားတော်ကြီးတစုတို့ပူပေါင်းလျက်သူတေသနစူးစမ်းမှုတစ်ခုပြုလုပ်ခဲ့ကြသည်ယင်းစူးစမ်းမှုဤရည်ရွယ်ချက်မှာလူတွေအနေဖြင့်ဘဝတွင်နေပျော်ရန်စိတ်ချမ်းသာမှုရှိရန် အခြားသူများ၏ခင်မင်နှစ်သက်မှုကိုရရှိရန်တခုတည်းသောနီလန်းကို ရှားဖွေ စူးစမ်းခြင်းဖြစ်သည်စူးစမ်းမှုပြီးဆုံးသွားသောအခါထိုသမားတော်ကြီးများသည် ထိုနီလန်းကို တွေ့ရှိခဲ့ကြသည်ထိုနီလန်းမှာ အခြားမဟုတ်အပြည့်မရှာနှင့်အပြည့်ရှာပါဟူ၏နှင့်သူတပါးဤအတ္တ အတ္တစိတ်ကိုဘယ်တော့မှ မတိုက်ခိုက်နဲ့တခါတော့ကအငင်းပွားမှုပေါင်းတထောင်နဲ့ပတ်သက်၍လိလာစူးစမ်းမှုတစ်ခုလုပ်ခဲ့ကြသည်အငင်းပွားမှုများတွင်လင်းနှင့်မယားအငင်းပွားမှုမှဆ၍ကုလသမဂ၌အငင်းပွားမှုများအထိပါဝင်၏ယင်းလိလာမှုအယသိရှိရသော အရေးကြီးဆုံးအချက်မှာ တပါသူဤအတ္တစိတ်ကိုဘယ်တော့မှ မတိုက်ခိုက်နှင့်ဟူ၏ဤသဘောတရားသည်တတ္တယသဘောတရားနှင့်တိုက်ရိုက်ဆက်ဆက်သည်၃အခြေအနေကိုသာဝေဖန်ပါလူကိုမဝေဖန်ပါနှင့်ဤသဘောတရားကို လိုက်နာလင်လူများနှင့်ပတ်သက်သော ပြဿနာအလုံးရှင်းသွားလိမ့်မည်သို့တော်လည်း အခြေအနေတရသည် ပြန်လဲမပြုတ်ပြင်းလင်းမဖြစ်လောက်အောင်ဆိုးရွားနေပါကထို့သောဖြစ်အောင်ဖန်ပြီးသောလူကိုသို့မဟုတ်လူများကိုပြစ်တင်ဝေဖန်ခြင်းမပြုတ်ပါနဲ့တိုးတက်မှုအတွက်အကြံပေးခြင်းသဘောမျိုးဖြင့်အခြေအနေကိုသာဝေဖန်ပါလူပုပ်ကိုယ်ကိုဘယ်တော့မှမဝေဖန်ပါနဲ့ ဤသဘောတရားသုံးခုကိုလက်ကင်ပြုလျင်မိษွေသည်အန္တရာယ်များသော လူဒုပြတနာဓာကိုအတွားဘက်ကဘယ်တော့မှစုတ်ကင်မိလိမ့်မည်မဟုတ်အယိုးဘက်ကသာ အမြဲတမ်းစုတ်ကင်မိလိမ့်မည်ယင်းတို့ဖြင့်မိษွေသည်အန္တရာယ်ကင်းရှင်းပြီးလူရာဆန္ဒပြေဝနိုင်လိမ့်မည် မင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အများဆုံးတထေဖြစ်နီးအခန်း62မြည်သူမတောင်နှင့်ခလုံးမတိုက်အခန်းကိုတင်ဆက်ပေးလိုက်ပါတယ်မိတ်ဆွေဤအောင်မြင်ရေးခရီးလမ်းကိုတောင်ကြီးများကပိတ်ဆို့ကာစီထားကြသည်ရင်းတို့ကိုမိတ်ဆွေထင်ထင်ရှားရှားမြင်ရလိမ့်မည် ရင်းတို့မြင်ရလျင်ဘာမှတွေးကြောက်နေစရာမလိုတော့တေချာပေါင်းအောင်မြင်နည်းများကိုအတုံးချပြီးတောင်ကြီးတွေကိုဖြတ်ကျော်သွားရန်ရှောင်ကွင်းသွားရန်သို့မဟုတ်ခက်ခက်ခဲခဲဖြင့်ဖြိုချသွားရန်သာရှိတော်သည်တို့မှသာမိတ်ဆွေသည်လိုရာပန်းတိုင်တို့တေချာပေါင်းရောက်နိုင်မည်ဖြစ်၏ မိတ်ဆွေဒီတောင်ကြီးများနှင့်ဘယ်တော့မှခလုတ်မတိုက်တော်လဲတောင်ဘုတ်ကလေးများနှင့်တော့မကြာခဏခလုတ်တိုက်မိနိုင်သည်ယင်းတို့ တိုက်မိခြင်းမှာမိတ်ဆွေတတိမမူဂူမမြင်သောကြောင့်ဖြစ်၏လူဘဝဤအေးမကြည်သော အသေးအဖွဲ ပြဿနာကလေးများမှလည်းတောင်ဘုတ်ကလေးများနှင့် အလားတူသည် တတိမမူ၍တောင်ပိုးကလေးများနှင့်ခလုတ်တိုက်မိလျင်မှောက်ရက်လဲပြီးအရှက်ကွဲရတတ်သည် ထို့အတူအလေးမထားသောကြောင့်အသေးအဖွဲပြတနာကလေးများဝိုင်းဝိုင်းလဲနေလျင်လဲဘေးကျနံကျက် ဖြစ်ပြီးထွက်ပေါက်မရှိကြုံရတတ်၏မိတ်ဆွေဤအောင်မြင်မှုသည်တောင်ကြီးတွေကိုတက်နိုင်ခြင်းဤအကျိုးရလက်မဟုတ် နေ့စဉ်ပေါ်ပေါက်နေသော အသေးအဖွဲ ပြဿနာကလေးများကိုအောင်မြင်စွာဖြေရှင်းနိုင်ခြင်းဤအကျိုးရလတ်ဖြစ်သည်အဘဲကြောင့်ဆိုသောယင်းအသေးအဖွဲပြဿနာကလေးများသည်မိတ်ဆွေဤဘဝကိုလွှမ်းမိုးချုပ်ကင်ထားသောကြောင့်ဖြစ်၏ကဘာကျော်ဆက်မှုလုပ်ငန်းရှင်ကြီးဂျွန်ဒီရော့ခ်ဖဲလာသည် လူငယ်ဘဝကအသေးအဖွဲမျှသာရသောလာစာဤတဝက်ကိုစုထားသည် ထို့နောက်ယင်းနီမြုံနှံသည်ယင်းတို့ယင်းနီမြုံနှံ၍ရသောဝင်ငွေအလုံးကို စုထားသည်ထို့နောက်ပြန်လဲယင်းနီမြုံနှံသည်ယင်းတို့ဖြင့်အသေးဘွဲကလေးများ တိုးဝါပြီးရင် တိုးဝါရင်တိုးဝါလာသောကြောင့် rockfed လာသည့်သူခစ်တွင် အချမ်းသာဆုံးတထေးကြီးအဖြစ်သို့ရောက်ရှိလာခဲ့လေသည်။ဤသည်လည်း အမြန်ဆုံးတထေဖြစ်နည်းတနည်းဖြစ်၏မင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အမြန်ဆုံးတထေဖြစ်နည်းအခန်း63အလုံးအမင်းရုံးကန်ကျိုးပန်းခြင်းမပြုပါနဲ့အခန်းကိုတင်ဆက်ပေးလိုက်ပါတယ်ဘဝအောင်မြင်မှုရရှိရန်အလွန်အမင်းယုံကံကြိုးပမ်းသူများသည့်ပန်းတိုင်တို့မရောက်ခင် တေဆုံးတွားတတ်ကြကြောင်းကိုနှလုံးသူဒေသနာပညာရှင်များကလေ့လာတွေ့ရှိခဲ့ကြသည်ထို့ကြောင့်အောင်မြင်ခြင်းသောဖြင့်အလွန်အမင်းရုံးကန်စူးစမ်းမှု မပြုပါနဲ့စိတ်ဖိစီးမှုနဲ့စိတ်လှုပ်ရှားမှုကအသက်တိုးစေနိုင်သောကြောင့်ဖြစ်၏အောင်မြင်မှုကို တွေးယူ တွေးတမ်းဖြင့်မရယူသင့် တေချာပေါအောင်မြင်နည်းများကိုတည်တည်ငြိမ်ငြိမ်တွက်တွက်ချက်ချက် စင်စင်ငြင်းငြင်းအတုံးချခြင်းဖြင့်သာ ရယူသည်ဤနိလန်းကိုတည်လျင် အောင်မြင်မှုရရန်မခက်လွယ်သည်နိလန်းကိုမတည်လျင်အောင်မြင်မှုရရန်ခက်သည်ပင်ပန်းသည်ပင်ပန်းလျင်စိတ်ရောကိုရောအထိနာသည်အောင်မြင်ရေးနိလန်းကိုမတည်လျင် အမှန်ကို မဆုံးဖြတ်နိုင် အမှန်ကိုမဆုံးဖြတ်နိုင်ရင်တန်တရားစိတ်ဝင်လာသည်တန်တရားစိတ်ဝင်လာရင်စိုးရိမ်မကင်းဖြစ်လာသည်စိုးရိမ်မကင်းဖြစ်လာရင် ကြောက်စိတ်ပေါ်လာသည်ကြောက်စိတ်ပေါ်လာရင်တွေးယူတွေးတန်းဖြစ်လာသည် တွေးယူတွေးတန်းဖြစ်လာရင် ကိုယ်စိတ်နှစ်ပါးနှင့်သက်ဆိုင်သောယောဂါတွေဝင်လာမည် ်ဤသို့ဖြင့်နောက်ဆုံးပိတ်တဘဝလုံးပြက်စီးသွားနိုင်သည်ယင်းတို့ဖြစ်ရခြင်းဤအဓိကအကြောင်းရင်းကို ရှာလိုက်လျင်တရားခံအစ်စ်မှာလွယ်ကူစွာရနိုင်သောနီလန်းကိုမတိသောကြောင့်ဖြစ်ရသည့်အမှန်ကို မဆုံးဖြတ်နိုင်ခြင်းဖြစ်၏အလုံးမင်းယုံကံကြိုးပမ်းရခြင်းဤအကြောင်းတရားမှာအခြားသူများဤ အတနာခံလိုခြင်းဖြစ်သည်ဘဒူဤအတနာကိုမှဘယ်တော့မှ မခံပါနဲ့ဘလောက်ပင်စိတ်စေတနာကောင်းကောင်းလုံးဝအတနာမခံပါနဲ့အတနာခံခြင်းကို မိတ်ဆွေလက်ခံလိုက်သည်နှင့်တပြိုင်နက်မိတ်ဆွေသည်အတနာခံတိုက်သူဟု ကိုကိုကိုထင်မှတ်တာတော့ဒီ ကိုကိုကိုအတနာခံတိုက်သူဟူသောခံယူချက်ဆွဲမြဲလာသောအခါမိတ်ဆွေသည်အားငယ်စိတ်ဝင်လာပြီးစိတ်ဓာတ်ကျလာမည်အလွန်မင်းယုံကံလှုပ်ရှားသော လူစားမျိုးဖြစ်လာမည်အလွန်မင်းယုံကံလှုပ်ရှားသော ကိုရီကိုသွေးပေါ်ပေါက်လာရခြင်းအကြောင်းမှာစိတ်ညှိုးငယ်ခြင်းဖြစ်သည် ထိုကမိတ်ဆွေသည်တဘာဝအတိုင်းထွက်ပြေးခြင်းစိတ်လွတ်မြောက်ခြင်းစိတ်ဖြစ်ပေါ်လာမည်ဤနည်းဖြင့်အတွင်းစိတ်ယုံကံလှုပ်ရှားမှုကမိတ်ဆွေဤကိုရီကိုသွေးကိုလွှမ်းမိုးချုပ်ကန်သွားလိမ့်မည်ယင်းတို့သောအလွန်မင်းယုံကံလှုပ်ရှားမှုများသည်မိမိချစ်သော သူကိုလက်လွတ်ဆုံးရှုံးရခြင်း အလောဖြုတ်ခံရခြင်းဘဝလုံးညုံမှုကင်းမဲ့ခြင်းနှင့်ကျမ်းမာရေးဆုံးရှုံးရခြင်းတို့ဤအကျိုးရလတ်များဖြစ်ကြောင်းစိတ်ယောဂါကုပါရဂူကြီးများက သဘောတူလက်ခံကြသည်မိတ်ဆွေဤယုံကံလှောက်ရှားမှုနှင့် ဆုံးရှုံးမှုတို့သည် အမှန်တကယ်ဖြစ်ခြင်းလဲဖြစ်မည်စိတ်ကူးအိမ်မက်ဖြစ်ခြင်းလဲဖြစ်မည်မိတို့ရင် ဖြစ်စေရင်အတွက်စိတ်တော့ ညံ့မနေပါနဲ့ကိစ္စပြင်းနေမင်းနင်္ဂါဆေးယုံမဆေးယောဂါကုတမတော်ကြီးဒေါက်တာဝီလျံစီမင်းနင်္ဂန်ကမိတ်ဆွေအတွက် မျော်လင့်ချက် ပေးထားသောကြောင့်ဖြစ်ဆေးယောဂါအများစုကိုဘလို့မှ ကုလို့မရနိုင်ဘူးလို့လူတွေကယုံကြည်နေကြတယ်တကယ်တော့ဒါဟာတသက်မဲ့အယူသီးတာပဲ။ အဖြစ်မှန်ကတော့တင့်တော်တဲ့ကုထုံးနဲ့အချိန်မီသာကုနိုင်မယ်ဆိုရင်စိတ်ယောဂါဟာအခြားယောဂါအမျိုးသားတွေထက်ပျောက်ကင်းနိုင်တော့အလားအလာပိုပြီးမြင့်ပါတယ်ခုတမားတော်ကြီးကပြောသည်အိန္ဒိယတွင်ကျွန်ုပ်အနေဖြင့်တော့ဘလို့စိတ်ယောဂါမျိုးအတွက်မဆိုယောဂါဖြစ်ရခြင်းအကြောင်းကိုယောဂါမကြီးမီကပင်ကြိုတင်တားဆီးပြီး ယောဂကို မောင်းထုတ်ခြင်းကျွန်ုပ်ဤစာအုပ်များတွင် ဖော်ပြထားသည့်အတိုင်းယောဂကို မောင်းထုတ်ခြင်းနှင့် အမှန်တကယ်ဖြစ်နေသောစိတ်ယောဂများကိုအမှန်တကယ်ကျွမ်းကျင်သောစိတ်ယောဂကုပါရဂူများနှင့်လက်တွေ့ကုသရန်လိုအပ်ခြင်းတို့ဤမတူခြားနာချက်ကို အထူးပြုဖော်ပြလို့ဤ နာနာဘာဝဝိနာဘာဝများဤ6လန့်ခြင်းကိုခံစားနေရပါသည် ဆိုသူများက၎င်းကိုကိုကိုတတ်သေးခြင်းသူများက၎င်းကျွန်ုပ်ဤစာအုပ်များကြောင့်သူတို့တေကံမရောက်တက်မပြောက်ခဲ့ကြရပါဟုဆိုသောအချားစိတ်ယောဂဝေဒနာရှင်များက၎င်းကျွန်ုပ်ထံအကြိမ်ကြိမ်တယ်လီဖုန်းဆက်ခဲ့ကြသည်စာအဆောင်ဆောင်ရေးခဲ့ကြသည် ယင်းတို့ဖုံးဆက်ကြခြင်းစာရေးကြခြင်းအတွက်ကျွန်ုပ်ကျေနပ်နှစ်သိမ့်မိ၏သို့တော်သူတို့ထံကျွန်ုပ်ဤတုံ့ပြန်ချက်ကတော့ဝမ်းသာစရာမဟုတ်စိုးရင်စရာဖြစ်၏အဘဲကြောင့်ဆိုသောအဆိုပါစိတ်ဝေဒနာရှင်များထံသို့ကျွန်ုပ်တေချာပေါ့အောင်မြင်ရေးနီလန်းတရက်ကိုအရေးပေါ်ချက်ချင်းပေါ်ထုတ်ပြီး အမြန်ဆုံးပေးပို့လိုက်ရသောကြောင့်ဖြစ်၏ကျွန်ုပ်၏အရေးပေါ်နီလန်းမှာ အခြားမဟုတ်စေယောဂါပါရဂူနှင့်ချက်ချင်းတွားတွေ့ပါဒါမှမဟုတ်ရုပ်ဆွာအစုံ အနည်းဆုံးစေယောဂါကုဌာနသို့တွားပြပါ သူတို့ညွန်ကြားချက်အတိုင်းတိကျစွာ လိုက်နာပါဟူ၏ ျွန်ုပ်ဤစာအုပ်များသည်ကိုယ့်ကိုယ်ကိုတတ်သိခြင်းသူများအတွက်မဟုတ်ကျွန်ုပ်ဤစာအုပ်များသည်စီးပွားရေးလုပ်ငန်းနှင့်လူမှုဘဝတွင် အောင်မြင်ခြင်းသူများအတွက်သာဖြစ်ကျွန်ုပ်ဤစာအုပ်များကိုဖတ်ရှုပြီးတေချာပေါက်အောင်မြင်နည်းများကို အတိအကျလိုက်နာကျင့်သုံးလျင်အမှန်တကယ်ပင်လူရာဆန္ဒပြေဝစေရမည်ဟုကျွန်ုပ်လေးလေးနက်နက်အာမခံပါ၏